်မင်္ဂလာပါရှင်ကျမတို့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်မြန်မာတို့ရဲ့အထွတ်မြတ်ထားရသတင်းကြောလာပြင်းနေမှာစကိုင်းတိုင်း6ဦးမျိုးနယ်ဘုံတိုရွာကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်တဲ့အတွက်အရဲသားအများအပြားတေဆုံးခဲ့ရတယ်လို့တေဆုံးခဲ့ရတဲ့အထက်မှာကလေးငယ်တွေပါဝင်တဲ့အတွက်ဒီလိုတိုက်ခိုက်မှုမျိုးလက်မခံကြောင်းပြီးတဲ့နေ့ဩစတြေးလျသံယုံကရှုံချထားပါတယ် မြန်မာပြည်သူတွေအပေါ်မှာအကြမ်းဖက်မှုတွေဆက်လက်ကျူးလွန်နေတဲ့မြန်မာစစ်အစိုးရရဲ့လုပ်ရက်ကို UK အစိုးရအနေနဲ့ရှုံချပါရယ်မြန်မာစစ်တပ်အပါအဝင်သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကိုအယသာပြည်သူများအထူးသဖြင့်ကလေးငယ်များကိုအကာအကွယ်ပေးဖို့တိုက်တွန်းပါရယ်လို့ပြည်ထိုင်တန်ယုံအကြီးအကဲအန်ဒရူးဂျက်ဆင်ကပြောဆိုထားပါရယ်ဩစတြေးလျတန်ယုံကလည်းအကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုအတားအဆီးမရှိဘေးကင်းလုံခြုံစွာနဲ့ပေးအပ်နိုင်ဖို့နဲ့ မတရားထိန်းသိမ်းခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလှုပ်ပေးဖို့နဲ့အားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလှုံ့ဆော်ဖို့ကိုတောင်းဆိုထားပါတယ်စကိုင်းတိုင်းချောင်းမြို့နယ်ဘုံတို့ရမှာအော်တိုဘာလ6ရက်နေ့ကဆရာနာရှင်စန့်ကျင်ရေးစီမီးတပိတ်ပြုတ်လုံနေတော့မုံရွာနမခခတက်လာတဲ့ပါရာမော်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင်တေဆုံးသူ40ထက်မနည်းရှိလာပြီဖြစ်ပါရဲ့ရှင်။ ရွေးကောက်ပွဲအလော်ငြိမ်းချမ်းရေးနဲ့နိုင်ငံရေးဆွေးနွေးမှုတွေဘလို့ပုံစံမျိုးနဲ့ပေါ်ပေါက်လာနိုင်လဲဆိုတဲ့အပေါ်မှာလေးလာသူတွေရဲ့အမြင်သဘောထားတွေကိုအောင်သူကပြောပြတင်ဆက်ထားပါတယ်ရှင်။စစ်တကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းရဆိုင်တော်ကလေးငြိမ်းချမ်းရေးနဲ့နိုင်ငံရေးဆွေးနွေးမှုတွေဟာဒီနေ့အကုန်မှကျင်းပမဲ့ရွေးကောက်ပွဲအပြီးမှာ ပြန်လည်အသက်ဝင်လာနိုင်တယ်လို့နိုင်ငံရေးအကဲခတ်တွေကသုံးသပ်ပေမဲ့အင်အားကြီးနိုင်ငံတွေရဲ့အကူအညီမပါဘဲမဖြစ်နိုင်ဘူးလို့ဆိုပါတယ်။မြန်မာနိုင်ငံမှာ တွစ်ဆုံဆွေးနွေးမှုတွေကိုတက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့အမြန်ဆုံးလုပ်ကြဖို့အာဆီယံနိုင်ငံတွေနဲ့အနောက်နိုင်ငံတွေကတိုက်တွန်းနေပေမဲ့အနာသိန်းစစ်ကောင်စီဘက်ကရောတော်လိုင်းအင်အားစုတွေဘက်ကပါတွစ်ဆုံဆွေးနွေးလို့တဲ့ဆန္ဒရှိမနေပဲစည်ရေးအရာအရှိန်မြှင့်ကြဖို့နှစ်ဖက်စလုံးကပြင်ဆင်နေကြတာပါတော်လိုင်းအင်အားစုတွေဘက်ကတော့စစ်တပ်ကိုတောင်းဆိုထားတဲ့အချက်6ချက်ကိုလိုက်ရောမှုမရှိဘူးဆိုရင်တွစ်ဆုံဆွေးနွေးမှုဟာဖြစ်လာမှာမဟုတ်တယ်လို့ စေရနာရှင်ပြုတ်ကြရေးလမ်းကြောင်းအတိုင်းဆက်ပြီးရှောင်လန်းနေကြမှာဖြစ်တယ်လို့ပြောပါရတယ်။ကျုပ်စုကဒီစက်တုံးစက်ကိုအမြင့်ချမယ်ဆိုရဲအမြင့်ဆုံးသောခြေချင်းရောက်လာတာဖြစ်တယ်။အဲ့တော့အဲ့လိုခြေချင်းမျိုးကတော့ပြောရဲအဲ့လိုခြေချင်းရောက်လာတဲ့အခါမှာကဒီစက်အုပ်စုပေးတဲ့လောက်နဲ့ဒါခြေနဲ့ပါမယ်ဆိုရဲခြေချင်းမျိုးကတော့တော်နိုင်တဲ့ဆောင်မဖြစ်နိုင်ဘူး။ဒါလို့အဲ့လိုပဲကျွန်တော်ယုံကြည်တယ်။အဲ့တော့ငါတို့လည်းတချို့တော့အစုအဖွဲ့တွေဖွဲ့စည်းပြီးမှတော့ဒါဆိုနေမှုတွေရှိကောင်းရှိနိုင်တယ်တိုးတော့နိုင်ငံကြီးခြေချင်းရောက်တော်နိုင်ခြေချင်းအမြင့်ဆုံးရောက်လာတဲ့တော်နိုင်တဲ့ဆောင်မျိုးကတော့အဲ့တဆောင်လုံးနေနဲ့အဲစစ်တပ်ကြီးနိုင်မှုအဲ ုဆောင်သူနေမှုပြည့်ရခါပါမယ်ခုနရောက်လာတဲ့အမြင်ဆုံးကြည့်ချင်ဘူးအမြင်ဆုံးကြည့်ချင်ရတယ်ပြီးတော့နောက်ပြန်လဲပါမယ်အဲ့ဒီဟာတော့ကောင်းတဲ့ဆောင်လို့ဖြစ်နိုင်အောင်ကျွန်တော်ယူဆပါတယ်စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းပြီးတဲ့နောက်ပိုင်းမှာနှစ်ပေါင်း80ကျော်ကြာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ကိုခြုံငိမ့်အောင်တိုင်းသားတော်လိုင်းအဖွဲ့တွေနဲ့အစိုးရကြားဆွေးနွေးနေတဲ့ဆွေးနွေးပွဲတွေရပ်ဆိုင်သွားခဲ့ပါတယ်အဲ့ဒီအပြင် နိုင်ငံတကာအသိတတေရှိမှလက်မှတ်ရေးထိုးခဲ့တဲ့တနင်္ဂနွေပြစ်ခတ်တိုက်ခတ်မှုရဲ့စည်သဘောတူစာချုပ် NCA ရဲ့တရားဝင်မှုကလည်းခိုင်မာမှုမရှိတော့သလိုအဲ့ဒီစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့ကရင်မျိုးသားစီယုံ KMU ချင်းမျိုးသားတူ CNF အပြင် ABSDF နဲ့ PNLU အဖွဲ့တွေက SCA စာချုပ်ဟာတရားဝင်မှုမရှိတော့ဘဲပြည့်ပြည့်သွားပြီလို့ပြောပါတယ်။ဒါပေမဲ့အာဏာသိမ်းစစ်တပ်နဲ့ စီစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့ကြံ6ဖွဲ့ကတော့အဲ့ဒီစာချုပ်အရာမဟုတ်ဘဲငញ្ញရေးစုနှုတ်မှုတွေကိုတဖွဲ့ချင်းဆက်ပြီးစုနှုတ်ခဲ့တယ်လို့သဘောတူညီချက်တချို့လည်းရရှိထားပါတယ်။အဲ့ဒီစုနှုတ်မှုတွေကလည်းရရှိခဲ့တဲ့အချက်တွေကိုဒီနှစ်အကုန်မှာကျင်းပမဲ့ရွေးကောက်ပွဲအပြီးမှာပေါပေါက်လာမဲ့လှစ်တော်မှာအတည်ပြုပြီးခဲ့ရင် SCA စာချုပ်ရဲ့လုပ်ငန်းစဉ်တွေဟာပြန်လည်အကောင့်ထဲပေါ်လာနိုင်တယ်လို့စီးရင်နိုင်ငံရဲ့လိလာသူတချို့ကယုံကြည်နေကြပါတယ်။ဆိုင်းနာရဲ့ကိုယ်တိုင် အစပြုတော့သူတို့ကိုယ်တိုင်က အဆိုပြုလာကြတဲ့ပြဿနာရယ်အဲ့ဒီကိစ္စပေါ်မှာအစိုးရဘက်ကလည်းလက်ခံတယ်ညီနိုင်မဆိုးနေမယ်ဆိုတော့နိုင်ငံတကာသည်ဇက်မှတ်ထိုးထားခဲ့ပြီးတာဆိုင်းသားတွေဘက်ကပဲတချို့ကပြန်မလိုလားဆိုတော့နည်းနည်းတော့ဟိုသူတို့ပထမစဉ်းစားထားတဲ့ဟာနဲ့အခုလက်ရှိဖြစ်နေတာဟာနဲ့ဟိုရောဒီကြီးတော့လာဖြစ်တာပေါ့လေကျန်တဲ့လမ်းကြောင်းတစ်ခုကြွားဖို့ဆိုတာကတော့လက်ရှိအနေထားမှာလွယ်လိမ့်မယ်မဆင်ပါဘူး။ဒါကြောင့်လဲဆိုတော့ဆိုင်းသားအဖွဲ့အစည်းတွေကိုယ်တိုင်ကိုယ်ကသူတို့ကြားထဲမှာရောတကယ်ကောသူတို့ညီငယ်ရေးဆိုတဲ့ဘုံတော်ညီညီချက်ပေါ်သူတို့ကြက်ရက်ရက်ရလာဆိုတဲ့မျိုးစုံပြထုတ်ဆက်ရှိတာ။အဲ့တော့အဲ့ဒီဘိုင်းကတော့ ်ဆင်စီရည်ကြိုးရုပ်ဖြစ်နေတော့ရှိနေအောင်ပါပဲနှစ်ဖက်နှိမ့်နိုင်ပြီးတော့အခုကြောင်းလဲမှုတွေရှိလာမှာပေါ့ဒါတော့စောင့်ကြည့်လို့ပါလိမ့်မယ်စစ်ကောင်စီကကျင်းပမဲ့ရုပ်ောက်ပွဲအလွန်ကာလတွေမှာပေါ်ပေါက်လာနိုင်တဲ့ငင်းချင်းကြီးနဲ့နိုင်ငံရေးဆွေးနွေးမှုတွေဟာ2021အရှိပိုင်းကပုံစံမျိုးဆွေးနွေးလို့မရတော့ပဲအနာတမိတဲ့နောက်ပိုင်းမှာပေါ်ပေါက်လာခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ MUG နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုချန်လက်ထားလို့မရဘူးလို့အမည်မဖော်လိုကြတဲ့စီးနိုင်ငံရေးအကဲခတ်တချို့ကထောက်ပြပါဗါတယ် အာဏာသိမ်းစစ်ကောင်စီဘက်ကတော့နိုင်ငံတော်အာဏာကိုရှင်ပြိုင်ရယူလိုတဲ့အမျိုးသားညွညွရေးအစိုးရ MUG ကိုလက်ခံတွစ်ဆုံမဲ့အခြေအနေရှိမနေပဲဒေသအလိုက်ပြန်ကျင်းနေတဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကိုတော့တဖွဲ့ချင်းအနေနဲ့တည်တံ့တွစ်ဆုံပြီးနိုင်ငံရေးအရာအဖြေရှာလာနိုင်တဲ့အခြေအနေတော့ရှိနိုင်တယ်လို့နိုင်ငံရေးလိလသုံးသက်သူဒေါက်တာအောင်မျိုးကပြောပါတယ်။အမျိုးကြီးဆိုတော့ကျွန်တော်တို့ဘလို့မှထက်သိစဉ်းစားမှလည်းမဟုတ်ဘူးအတိမတ်ပြုပါလည်းမ သူ့အတိမတ်ပြည့်ကျွန်တော်ကဘာဖြစ်သွားမလဲပေါ့နော်။အဲ့ဒီကြီးကသူကဝါရာကြီးရမူတည်ပြီးဖြစ်လာတဲ့ကျွန်တော်လက်နက်ကန်တူပြ။တိုင်းသားကြီးဟိုကြီးကျတော့သူကမိငွေးနဲ့ပတ်သက်ပြီးဖြစ်လာတဲ့ဒီရက်တစ်ချက်နှစ်ခုမတူဘူးဆိုတာတော့ဒါဆရာတို့ပြောပေါက်ပါပေါ့နော်။ပြောရလို့ရှိရင်တော့သူကသူ့လူငါတမင်းနဲ့ဥစားပါသူ့ကိုသူရအများတယ်လို့ပြောလို့မရဘူး။ဖွဲဟိုပါပေါ့နော်လေးဟိုပါပေါ့ဂုံးပုံကြီးလို့ပေါ့နော်အကြီးထင်ရပြီနဲ့သူကလွတ်သွားပါလေပေါ့နော်။အဲအဲ့လိုပဲကျွန်တော်တို့ကယူဆတာပေါ့နော်။သူစဉ်းစားမှမဟုတ်ဘူးပေါ့သူတို့ လည်းတွဲမခေါ်ဘူး။အာဆီယံလှည့်ကြဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကလည်းအော်ဒူဘလာကူရဲ့နေ့ကနေပြည်တော်ကိုရောက်လာခဲ့ပြီးအနာသိန်းစစ်ခေါင်းဆောင်အပြင်အနာသိန်းစစ်တပ်ရဲ့ကော်မရှင်အဖွဲ့ဝင်တွေနဲ့ပါတွေ့ဆုံပြီးအာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထဲပေါ်ပြီးအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးပွဲကိုလုပ်ဖို့အပြင် အကြံဖက်တိုက်ခတ်မှုတွေကိုရှင်းချဖို့ဆွေးနွေးခဲ့ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ အင်ယာရီတိုင်းမော်လမြိုင်ကျွန်းမြို့နယ်ဖိုးတာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကကြမ်းခိုင်ရေးပါတီရဲ့မဲဆွဲစည်းရုံးပွဲမတက်ရောက်တဲ့အရက်သားတွေကိုတက်အိမ်နောက်ကိုချက်၃00တန်ငွေရိုက်နေရလို့ဒေသခံတွေဆီကနေသိရပါဗျ။အော်တိုဘာလပထမပတ်ကကြမ်းခိုင်ပါတီမဲဆွဲစီယုံရေးဆင်းလာတာကို လာမလားမထောင်တဲ့နေအိမ်တွေကိုဖိုးတာရေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှု မြင့်အေကဒဏ်ရိုက်နေတာဖြစ်တယ်လို့သိရပါဗျ။ အုပ်ချုပ်ရေးမှူးကအရဲသားတွေကိုအစည်းအဝေးဆိုပြီးတော့မဲဆက်ဝဲခေါ်ခဲ့ပြီးလာရောက်တဲ့သူတွေကိုအစည်းအဝေးတက်ကြောင်းလက်မှတ်ရေးထိုးခိုင်းထားတာပဲဖြစ်ပါတယ်။အဲဒီနောက်မလာတဲ့သူတွေကိုတော့စရင်မှတ်ထားပြီးအခုအခါမှာတော့ဒဏ်ရိုက်နေတာဖြစ်ပြီးတော့အကြောင်းမျိုးမျိုးနဲ့မလာနိုင်သူတွေကိုလည်းတက်ညာမှုလုံးဝမရှိဘူးလို့ဒေသခံတယောက်ကပြောပါတယ်။ဒါအပြင်အုပ်ချုပ်ရေးမှူးမြင့်ကကြန့်ခိုင်ရေးပါတီကုတ်တိခါကြဆင်းစင်မဲ့စကားတွေပြောဆိုတာမဲဆွယ်ပဲမတက်တာနဲ့တက်မတော်ကိုစော်ကားပြောဆိုတာတွေကနိုင်ငံတော်ကိုဆန့်ကျင်တာဖြစ်လို့ ထောင်ဒဏ်20အထိချမှတ်ခံရမယ်ဆိုပြီးတော့ချင်းချောက်ပြောဆိုနေရလဲဖြစ်ပါတယ်။သူကစစ်မှုရန်ဥပဒေပေါ်လာပြီးတဲ့နောက်မှာလည်းပြည်သူတွေစီကနေစစ်မှုရန်အစာထိုးခြင်း၊စစ်မှုရန်ထောက်ပံ့ခြင်းတွေကိုကောက်ယူနေတဲ့အပြင်လမ်းကြီး၊ကင်းကြီး၊ထောက်ခံစာကြီးစရှိတဲ့ခေါင်းစဉ်မြေမျိုးတက်ပြီးတော့ငွေတွေကောက်ယူနေတယ်လို့ဒေသခံတွေစီကနေသိရပါပါရှင်။ DVV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီမှာကတော့ဝန်တီပါ